မင်္ဂလာနက်ခင်လေးပါမင်္ဂလာရှိတော်နေ့တွေဖြစ်ပါစေဒီကနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့ယရယာဆိုတာကောင်းမှုကုသိုလ်ဆိုတဲ့ကောင်းစဉ်လေး ਨੇ ထောက်ပြတော်မယ်ဘာကြောင့် ထောက်ပြလဲဆိုရင်လူတွေအာလူတွေကအစီအဝေးမကောင်းလာဘူးတခုခုတွေပြေမပြေလည်လာဘူး အဆင်မပြေကြဘူးဆိုရင်ဘယ်ကိုသွားကြလဲဘေးရင်ဆရာအိမ်နတ်ကတော်အိမ်အချားမြေအိမ်ဒီဆရာတွေအကုန်လုံးကလည်းအကုသူဖြစ်မဲ့လောက်ကိုမပြေးပါဘူးအဓိကသူတို့စီမီပေးလာတယ်ဖရာမိတ်ပူဇော်ရမယ်ပရိသတ်ရမယ်ဘေကာထာကိုယူရမယ်ဘယ်လိုလုပ်ရမယ်ကောင်းမှုအမျိုးမျိုး ကောင်းကျိုးအမျိုးမျိုးပေးတဲ့ကောင်းမှုကုသိုလ်ကံကိုပေးလောက်ခိုင်းတာ ဒီတော့အဖြေကကိုကအဆင်မပြေလို့ဒီရရားတွေလောက်တယ်ဒီကောင်းမှုတွေလောက်လို့အဆင်ပြေလာတယ်ဒါဆိုရင်ဒုပရိတ်တ်တွေဒုဗုဒ္ဓဘာသာဝင်တွေကတခုမေ့နေတာကဗုဒ္ဓရဲ့အဆုံးအမအတိုင်းသားနေမဆိုရင်ဒီလောကကြီးကအေးအေးဆေးဆေးဖြစ်နေပြီကိုဘွားလည်းအေးချမ်းတယ်ပြောချင်တဲ့အကြောင်းရလေကအခုမှဇလန်းစမှာနော်ဒီ ကာမကုတုကိုမနမောလင်တိုင်းညနေတိုင်းမှာတဏဂုံ၃ပါးကိုအမြဲတမ်းယူဆကြည့်ထမေစာရေတောက်သေးပေါက်ချီပါအိန္ဒသက်နောက်ဆုံးကာမဆက်ဆံနေချိန်တောင်မှယူလို့ရတယ်ဒီတော့ဒိုးတွေကပထမတရယူလို့ရှိမိနေမယ်နောက်တလားနှစ်လားလောက်ကြာရင်အကြည့်ဖြစ်သွားလို့ရှိရင်ဒီတရဂုံသုံးပါးဖြစ်ဖြစ်အရဟံဖြစ်ဖြစ်မိမိနှစ်သက်ရာဂါထာကိုရွတ်နေလို့ရှိရင် ဒီဂါရယုနရတော်သွင်းမှာမိမိပါကြုံရမလဲဆိုရင်တော့အန်ဒီရီတွေလည်းကြုံမယ်အခက်ခဲတွေလည်းကြုံမယ်ဒါမဲ့ဒီအခက်ခဲအန်ဒီရီတွေကြုံလိုက်ဘယ်တော့မှမရတတ်လိုက်ပါနဲ့ဆက်ရွတ်ပါဘာကြောင့်လဲဒါတွေဆက်ရွတ်လို့ရှိရင် အရာရာအားလုံးဒီတနည်းပြည်တယ်လာမယ်အုံးမှာစားတစုံဒီရေတစက်ထည့်ရင်တော့ စားရည်ပဲဖြစ်လိုက်မယ်ဒါပေမဲ့ဒီစားတစုံကိုပင်လယ်ရည်ထဲမှာပြစ်ချလို့ရှိရင်ပင်လယ်နဲ့စားရည်ဓာတ်သူဖြစ်တဲ့အတွက်ရေငန်ဖြစ်လာမယ်ဒီစားတစုံကိုရေချိုထဲကပင်လယ်ထဲမှာမပြစ်ပန်နဲ့ရေချိုဖြစ်တဲ့ရေတွင်ရေချောင်းရေမှာပြစ်ချလိုက်စားဆိုတဲ့အရာမရှိဒီလိုပဲစားကိုအကုတုလို့ပေါ်ထားလိုက်လို့ရှိရင်တို့တွေအကုတုကန်တယ်မြန်နေလို့ ကုသိုလ်ကံနဲနေလို့ဒုတွေကကံညနေတာဒါကြောင့်ကုသိုလ်ကံများရအောင်အကုသိုလ်ကံပပြအောင်ဒုတွေကမနှညတတိယတိုင်းရွတ်မယ်ပတိစိတ်မဲရွတ်မယ်ပတိမစိတ်နိုင်တာပါစိတ်နဲ့ရွတ်စိတ်နဲ့မရွတ်တာမှာတာလီတလုံးဝဲတတိယရင်ရွတ်နေလိုက်အလောက်တော်ရင်ရွတ်လိုက်ရတယ်ဒီလိုရွတ်ပါများရင်ပါတယ်ထူလာမလဲဆိုရင်မိမမိမရှိတဲ့ကိုယ်ဆောင်နတ်ကမိမိကိုကိုကြီးလိမ့်မယ်တဖန် မိမိကဒီသာတွေရုပ်ပြီးလို့ညချရဲ့အမျှဝေမယ်ဖရာတပည့်တော်တည်ဤဂါရာကိုပွားများပါ၏ဤဂါရာပွားများရတော့ကုသိုလ်ကံကျေးဇူးကြောင့်၎င်းအမျိုးမျိုးပေါ့နော်တချို့တွေကမေတ္တာပို့တယ်ဆုတောင်းပေးတယ်အမျှဝေတယ်ကိုယ်ဝေတဲ့မျှတွေဘေးနားမှာရှိတဲ့အနန္တတတ္တဝါအနန္တနတ်ပြမာတွေကရတဲ့အခါကျတော့မိမိကိုလာပြီးကုညီထောက်ပတ်တာ အခါကြိုင်မမိစီဝါရေးပြည်လေလာမယ်မပြည်လေတဲ့အရာတွေပြည်လေလာမယ်မပြည်ခင်သောတွင်းမှာဒုက္ခရောက်တယ်မှာဒီကာရာတွေကိုရွတ်ပါ အမြဲတမ်းမနှံ့ညာရွတ်တတိယတိုင်းရွတ်ရွတ်ပါများရင်ကာရာထုံလာလို့ရှိရင်ပို့ဆွမ်းလာမယ်ဒါမဲ့လူတွေကအယုံကြည်မရှိဘူးလေ မုံလေးနိုင်ဖုံးကင်မင်းဖုံးမမြင်နေရတဲ့ကိုမကြိုက်တဲ့အရာတွေကိုအာကုသူဖြစ်ပြီးဆဲဆိုပြောဆိုမယ်ကိုကြိုက်တဲ့အရာလေးတွေသူရင်တော့ခြေနှက်ပီတိဖြစ်နေမယ်မိုးလေးနဲ့အာကုတူကဝင်များနေတဲ့ဒီဖုံးလောကကြီးခက်ထက်ကနေခက်စားခဏယုံထွက်ပြီးတော့တို့တွေဂါထာတွေရွတ်ကြမယ်ဂါထာတွေပွားကြမယ်ဖုံးလေးကြည့်ပါဂါထာလည်းပွားပါနှစ်ခုစလုံးပေါ့ ဒါဆိုရင်ကျွန်တော်တို့တွေအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ဘာရတရားမှမလိုပဲနဲ့ဗုဒ္ဓရဲ့အဆုံးအမလမ်းစဉ်အတိုင်းချစ်ကြံနိုင်တဲ့ဗုဒ္ဓသာသမီတွေဖြစ်လာမယ်။မယုံရင်လက်တွေ့ဆန်းကြည့်ပါ၊စိတ်တောင်းကြည့်ပါ။ရတရားဆိုတာကောင်းမှုပြေလောက်ခိုင်းတဲ့အရာတွေပဲ။လူတွေကဗုဒ္ဓအဆုံးအမဓမ္မနာထောင်တာ၊နတ်ကတော်တွေ၊ဘေးကျင်စရာတွေပြောဆိုဆုံးမအကုန်လုံးနားထောင်တာ။ နဂရောဘီဒင်ဆရာရဲ့ဆုံးမတထဗုဒ္ဓလမ်းစဉ်ကတကယ်လိုက်မစင်ကျွန်တော်တို့တွေဒီနေ့ထိဆင်းရဲခြင်းဒုက္ခတွေမတွေ့တော့ပါဘူးအေးချမ်းခြင်းဒုက္ခတွေတွေ့နေမယ်ကျွန်တော်တို့ကိုယ်တိုင်ကအေးချမ်းခြင်းဒုက္ခကိုမတွေ့နေလို့ဆင်းရဲခြင်းဒုက္ခနဲ့တွေ့နေတာဆင်းရဲခြင်းဒုက္ခနဲ့ကင်းဝေးအောင်ကျွန်တော်တို့တွေတရဂုံ၃ပါးအရဟံမိမိနှစ်တရားကာထာကိုမနှက်ညာအသက်ရှူတိုင်းမှာတတိယတိုင်းမှာစိတ်နဲ့ပွားပြီးရွတ်ပြီးတော့မေတ္တာပို့အမြတ်ဝေပေးတယ်တင်တယ် ်တနေ့ထူကြတော့လူသားတယောက်ဖြစ်နေစီးပွားလလပါမျက်နှာလန်းဒီပွေလာမယ်โอเคလိုက်လောက်ကြည့်ပါအားလုံးကျေးဇူးတင်ပါတယ်